အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြူစင်းလာနေပြီဖြစ်တဲ့အမြင်မှန်ရလာတဲ့ PDF လူငယ်များဆိုတဲ့သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်မနေ့ကတော့နောင်ချိုမြို့မှာ TBN နေအဖွဲ့ကအမျိုးသားတဦးအမျိုးသမီး5ဦးစုပေါင်း6ဦးဟာလက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့ကြားသိရပါတယ်အလင်းဝင်လာတဲ့အမျိုးသမီးငယ်ရီထဲမှာအကြီးဆုံးဆိုလို့အသက်23နှစ်အငယ်ဆုံးကတော့အသက်18နှစ်အရွယ်ကောင်မလေးတွေပါပဲအဲ့ဒီ DBN နေအဖွဲ့ဝင်တွေဟာ PNN ရဲ့နောင်ချိုမြို့သိမ်းတိုက်ပွဲမှာရှေ့တန်းကြကြတိုက်ပွဲဝင်ခဲ့ရပြီးမြို့သိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကိုနေရာမပေးပဲဖိနှိပ်မှုတွေလုပ်ပြီးသူတို့နေမြေရရှိရေးအတွက်သာလှုပ်လာတဲ့အတွက် PNN နေနဲ့ PDF တွေအကြဟာအကြောင်းအရပေါ်ပြီးအကွဲအကွဲအပြဲအပြဲတွေဖြစ်လာပါတော့တယ်။အဲ့ဒီအကျိုးဆက်ကတော့အခုလိုမျိုးအသုံးချခံ PDF တွေဟာမြို့ဒေါ်လာရေးအမိခံလမ်းစဉ်ကိုသဘောပေါက်လာပြီးတော့အမြင်မှန်ရပြီး အလင်းဝင်လာခြင်းပဲဖြစ်ပါတယ်။2025ခုနှစ်နှစ်ဆန်းပိုင်းလောက်ကနေစတင်ပြီးတော့ PDF လူငယ်တွေအလင်းဝင်ရောက်လာမှုဟာတဖြည်းဖြည်းနဲ့များပြားလာပြီးတော့2025ခုနှစ်အောက်တိုဘာလကုန်အထိအမျိုးသားစုစုပေါင်း1004ဦးအမျိုးသမီးစုစုပေါင်း192ဦးပေါင်း1196ဦးရှိပြီလို့သိရှိရပါတယ်။တောထဲမှာအစာရေစာ၊နှမခေါင်းမှမှုနဲ့အနေခံအသုံးချခံဘဝနဲ့မိဘရင်ခွင်မှာ အေဂျင်စွာနေထိုင်ရတဲ့ဘဝတွေရဲ့ကွာခြားချက်ကိုအရင်ဝင်လာတဲ့လူငယ်တွေလက်တွေ့အသိဉာဏ်ခံစားနေရပြီပဲဖြစ်ပါတယ်